အလုံးမင်္ဂလာပါခင်ဗျာအဲဒီနေ့ကျွန်တော်တို့ channel ရဲ့တမိုင်းမှာအစီအစုံနဲ့တာအသေးစိတ်ဆိုတော့နှိုင်းရှင်းချက်ကိုကျွန်တော်စတင်ပြတော့ဖြစ်ပါတယ်ခင်ဗျာအဲကျွန်တော်တို့ဗလာမြန်မာ web blog channel ကနေပြီးတော့စာရင်းနဲ့တာ အဲပိတဲ့ကြီးကိုနုထစာချိုးဆိုလိုက်ပါတယ်ခင်ဗျာအဲပိတဲ့ကြီးဘဝမှာပေါ့နော်ချိုးဆရတာဒါလွယ်ကူတဲ့အလုပ်တော့မဟုတ်ပါဘူးခင်ဗျာအဲအလုပ်လုပ်တဲ့အခါအရွေတည်ရှိတဲ့ကာတကြီးကဒါကျွန်တော်တို့ရဲ့ပန်းပင်ပန်းမှုကိုအများကြီးအဲမျှဝမျှဝေခံစားပေးနိုင်ပါတယ်အဲမိတ်ဆွေတို့ရဲ့အားထုတ်မှုတိုင်းအမြဲတမ်းဝင်ကောင်းပါစေလို့ကျွန်တော်နေနေဒီညနေဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာဒီနေ့မှာတော့ဗျာနော်မြမာပြည်ကစီးပွားရေးလုပ်ငန်းရှင်တွေရဲ့ပေါ့နော်အကြီးကရွေးချယ်စရာနှစ်ခုဖြစ်တဲ့အဲဒေါတာဘူလိုပေါင်းနဲ့ နနေဆိုင် ADV တို့တို့ကိုကျွန်တော်နေနေတာဘုသူတ္တအသေးစိတ်အချက်လက်တွေနဲ့အပြည့်စုံတာနှိုင်းရှင်ပေးတော့မှာဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ကိုယုံကြည်ပြီးပြီးပြီးကိုဆုံးဖြတ်ကြည့်ပြပါလို့ကျွန်တော်လေးနဲ့ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာအဲမိတ်ဆွေတို့ရဲ့ပေါ့နော်အလွန်ရေးကြီးတဲ့အဲဒါရှင်နေမှတ်မှုအတွက်အဲဘယ်သူကအများဆုံးအများဆုံးပေးနိုင်နေပေးနိုင်မလဲဆိုတာကိုဒါအချက်လက်အားလုံးဒါကျွန်တော်နေနဲ့ဒါပြည့်ပြည့်ပေးတော့မှာဖြစ်လို့အဲ့ဒါကြောင့်မို့အဆုံးဖြတ်ကြည့်ပြပါလို့တိုက်တွန်းချင်ပါတယ်ခင်ဗျာ အဲပထမဆုံးပေါ်တာပထမဆုံးအကြောင်းပထမဆုံးကတော့ဒါကားရဲ့အဲတမန်အချင်းလေးကနေကျွန်တော်ဆက်လိုက်ရအောင်ဗျာအဲ2 double box ဟာတော့ဒါအဓိကအဖြစ်ပေါ့နော်အဲအလုံးလို့ဖို့ပဲရည်ရွယ်ပြီးပေါ့ဒါဒီဇိုင်းဆွဲထားတာပါအဲသူ့ရဲ့အဲတန်တန်တစ်ချောင်းမှာပေါ့နော်ပုံစံကဒါအကြီးအကျယ်ပြောင်းလဲတန်းချင်းမရှိပဲပေါ့နော်အလုံးလို့တဲ့သူတွေအတွက်ဒါအသုံးဝင်မှုကိုပဲဦးစားပေး ထားတယ်ဗျာနော်ကျွန်တော်ပိုဖောက်တာထုတ်တယ်ရဒီဒီဇိုင်းပဲပေါ့နော်အဲဒီနေ့အချိန်ကြီးပေါ့တိတ်ပြီးထူးခြားတာတော့တိတ်မတွေ့ရဘူးဗျာဒီလေးတော့ပုံစံဒီဇိုင်းပဲသူ့အနေနဲ့ဒါဆက်ထုတ်နေတဲ့ ဆက်ထုတ်နေတာကိုကျွန်တော်တွေတွေ့ရတယ်ပေါ့ဗျာเนาะအဲပြီးတော့ Nissan ADV ကတော့ဒါအစောပိုင်းခေတ်ကာလများနေကြတာရှိနေခဲ့တဲ့ဒါဝန်တင်အဲဝန်တင်ကတမိုင်းပါတော့ဒါအတွေ့အကြုံအများဆုံးမျိုးတစ်ခုပဲပေါ့ဗျာเนาะအဲကျွန်တော်တွေတက်တာ engine ဘက်ကိုဒါလေးပြီးကြည့်ကြမယ်ဗျာเนาะအဲ total ဘလို့ပေါင်းရတာ1 SG engine အားဒါကဘာအဖေးချောင်းကဘာကျော်လာတဲ့ကျော်လဲဆိုတော့သူဟာအာမချိုးတွေတက်ရှိခံတွေပြဿနာပြီးတိမရှိပေါ့ဗျာအဲကီလိုမီတာတင်းချီမောင်းနေပြီးတော့တော့ဒါအောင်ကောင်းမခဲရအောင်စိတ် chaya နောက်ပြီးတော့ဒါ Nissan ရဲ့ပေါ့နော် ADV ကရဲ့ Acer VDPE engine ကိုလည်းဒါကျွန်တော်တို့အဲ့ဒါမချီချူးပဲမနေနိုင်ပါဘူးဗျာသူကလည်းအားကောင်းတယ်ပေါ့နော်အလုံးလုံးနိုင်တယ်ဒါပေမဲ့အဲကောင်းဝဲ short ဆရာသမားများရဲ့ဒါအတွေ့အကြုံရပေါ့နော် total ရဲ့ engine ဟာအစေပိုင်းအကြီးစားပျက်စီးမှုနေပါတယ်လို့ဒါအတိအမဲ့ပြုထားတယ်ပေါ့ဗျာနော်အဲနောက်ပြီးနောက်နောက်ပိုင်းပေါ့ဗျာဒီအပိုင်းမှာဒါကျွန်တော်တို့ရဲ့အကြီးကခေါင်းစဉ်ပါဗျာနော်အဲပြီးတော့အဲဒီကနှစ်စီးစုံကပတ်စံပင်သူကပို့ချွေတာပြီးနိုင်တဲ့ဆိုတဲ့စီစားန လုံးအပိုင်းပေါ့ဗျာเนาะအဲဘလူးပေါက်ကတော့ဒါစီတလီတာကိုပေါ့နော်18ကီလိုမီတာမှဒါ20ကီလိုမီတာအထိဒါစားသုံးနိုင်တယ်ပေါ့ဗျာเนาะအဲဒီကိကနက်ကတကယ်ကြီးကြီးပါတယ်ဗျာเนาะအင်းဘာကြောင့်လဲဆိုတော့ဗျာတလားကိုပေါ့နော်စီဘူးတသိန်းစီဘူးပေါ့နော်ဟိုနေဒါတဲ့ သိန်းရတယ်10သိန်းကုန်ရမယ်အစားဘလူပေါက်ကိုစီးခြင်းအားဖြင့်မလားတလားကိုကျွန်တော်တို့ကအဲ2သိန်းသို့မဟုတ်3သိန်းခန့်တာတက်တာသွားတယ်ဆိုတော့ဒါတစ်နှစ်မှာသိန်း300ကျော်ခောင်းတာခင်ဗျဟိုနေမိတ်ဆွေတို့ရဲ့ဒါအင်ကက်သေးကိုဒါပြင်အောင်ဒါပါရောနော်အဲဒီငွေဟာရဲ့ကားရဲ့ပြည့်ပြည့်စုံကိုဒါပြန်သုံးနိုင်တယ်ပေါ့ဗျာနော်အဲ Nissan ရဲ့ဒါ ADP ကတော့ဒါ6လီတာကိုပေါ့နော်ဒါကျွန်တော်တို့16ကီလိုမီတာမှဒါ17ကီလိုမီတာအထိဒါစားသုံးနိုင်ပါတယ်ဗျအဲဒီကွာဟာချက်ဟာနေ့စဉ်လစဉ်စီးတဲ့အခါပေါ့ ရရှိရှိမှကြီးမားတဲ့ခြားနားမှုကိုတာဖြစ်ပေါ်စီတယ်ပေါ့ဗျာနော်နောက်တစ်ချက်ကကျွန်တော်မြေပြင်အမြင့်ပေါ်ပြန်เนาะမြေပြင်အမြင့်ကိုကျွန်တော်ကြည့်အောင်ပြန်ပြီးတော့မြန်မာပြည်ရဲ့လမ်းတွေကမကောင်းဘူးဆိုတာလည်းကျွန်တော်အလုံးသိကြတဲ့အတိုင်းပဲပေါ့เนาะအဲဒါကြောင့်ကားရဲ့အောက်ပိုင်းကဘာတွေမထိဘူးလားအရေးကြီးတယ်ပေါ့ဗျာเนาะပလိုပေါရောအဲ ADP အန်ရောဒါမြေပြင်အမြင့်ကောင်းပြီမြေနော်ဝင်အပြည့်တင်တဲ့အခါပေါ့เนาะကားအောက်ပိုင်း ထိမိနိုင်တဲ့အနေအားရတကယ်ရှိတယ်ပေါ့ဗျာဒါကြောင့်မလို့ကျွန်တော်တို့အမြဲတမ်းဂီတူးဆိုင်မောင်းနေဖို့လိုအပ်တယ်လို့ကျွန်တော်နည်းနည်းနဲ့ဒါတတိပီးရပေးပြရစီခင်ဗျာနော်အေးနောက်ပိုင်းကျတော့ဒီအပိုင်းမှာတော့ဒါလုပ်ငန်းဝင်ဆောင်ဆောင်ရေးအမြင့်ဆုံးဟိုဒါရဖို့ဒါဝင်တင်နိုင်ချမ်းကိုကျွန်တော်နည်းနည်းဆက်နဲ့ဆွေးနွေးပြီးတော့မယ်ပေါ့နော်အဲနစ်ဆန်ရဲ့ ADV ဟာကိုတဲ့ပူရှီလျာတာကြောင့်ပေါ့နော်အဲပူရှီတဲ့ပစ္စည်းတွေနဲ့အနည်းငယ်ပုံများနဲ့အလေးချိန်ပေါ့နော်အဲ၄၀၄၅၀ကီလိုဂရမ်ဝင်းချိန်ကိုတည်ယူနိုင်နေပေါ့ဗျာနော်အေးပလိုပေါက်ကတော့ ဒါကီလို400ကီလိုမီတာ400ကီလိုဂရမ်ဝန်းကျင်အထိပါပဲเนาะဒါကြောင့်လို့ဟိုနေနေဆွေရဲ့တည်ယူနေကွန်ပစ္စည်းတွေရဲ့အရွယ်အစားကိုကြည့်ပြီးကျွန်တော်နေဆုံးဖြတ်နိုင်တယ်ပေါ့ဗျာเนาะ နောက်အရေးကြီးဆုံးငွေကြေးသုံးသပ်ချက်ကိုကျွန်တော်တို့ဆက်သွားကြည့်အောင်ဗျာနော်အဲ Nissan ရဲ့ EDPAM မှာပါတဲ့နော် CVT gear ဟာလည်းဒါဝင်လေးပြီးအဲဝင်လေးလေးတည်ပြီးတောင်တက်တာမျိုးမှာအလိုအပူလွန်ခဲ့ပြီးနော် gear ရုပ်တည်းရဲ့ပြက်ပျက်စီးနိုင်တယ်ပေါ့ဗျာနော်အဲ CVT ပြဿနာတိုင်းတော့ဒါပြုစီစီကတော့ဒါအောင်းနေအများကြီးကုန်ကြနိုင်တယ်ပေါ့ဗျာနော်အဲဒါဟာမိတ်ဆွေရဲ့လုပ်ငန်းအတွက်အကြီးမားတဲ့ဆုံးချက်မှုဖြစ်စီတယ်ပေါ့ဗျာနော်အဲ Toyota ရဲ့ Toyota Blue Power ရဲ့ဒါ Full Speed Auto ကတော့ဒါဒီလိုဆိုရကြမရှိပါ ါဘူးဗျာနော်။အဲပြုစီနီးပြပါအနည်းနဲ့ပေါ့နော်။အဲပရိုဘော့ကိုရွေးချယ်ရင်တော့ဗျာပစီရှားပါမှုအဲဇီနုံချင်းမိမှုဆိုတဲ့ခေါင်းခက်စရာဒါတွေဟိုတာဆိတ်ပူစရာမလိုပဲနဲ့တာကျွန်တော်တို့အချိန်တိုတင်းဒါလုပ်ငန်းပြန်ဆနိုင်ပါတယ်ပေါ့မျော်။ဒီမြန်မာနိုင်ငံမှာလည်းပရိုဘော့ရဲ့စပယ်ရပစီနီးကတော်တော်များများရရှိပါတယ်ပေါ့နော်။ကျွန်တော်တို့နောက်ဆုံးအနေနဲ့ပေါ့နော်ငွေမိတ်ဆွေရဲ့ငွေကြီးအနာကဲ့ပေါ့နော်အာကာကွယ်ပေးမယ်နော် ကာကွယ်ပြီးမဲ့ဈေးကွက်တန်ဖိုးပိုင်းကိုကျွန်တော်တို့ဒါဆက်ပြီးလေ့လာကြည့်အောင်ဗျ။အဲကာတစီဟာကင်ထားရင်ဈေးမကျပဲပင်ရောင်းရီငွေအရင်းပုံနေရမယ်ပေါ့ဗျာနော်။အဲပင်ရောင်းဈေးမှာတော့ဗျာတူတာဘလူဘောက်ကအကောင်းဆုံးပဲပေါ့ဗျာနော်။အဲမြန်မာပြည်သက်တွေရဲ့စိတ်ထဲမှာအဲတူတာကိုကင်ထားရင်ဈေးမကျဘူးဆိုတဲ့ဒါယုံကြည်ချက်ကအင်မတန်ကိုမှခိုင်ပါတယ်ပေါ့ဗျာ။အဲဒါကြောင့်ဘလူဘောက်ကင်ထားရင်ဈေးနှုန်းကအလွန်ဝမြင့်ကြီးတယ်ပေါ့ဗျာနော်။အဲ Nissan ADO နဲ့ဘီယင်ကတော့အစားပိုင်းဈေးနှုန်းပိုချိုးနိုင်ပါတယ်ပေါ့။ဒါပေမဲ့အဲပင်ရောင်းတဲ့အခါ ါပေါ့နော်ပရိုတိုတာလောက်တာစီမာဘူးခက်ခဲတယ်ပေါ့ဗျာနော်ဒီအချက်ဟာလည်းရင်းနှီးမျက်နှာမှုအမြန်အစွန်းဆုံးဖြတ်တဲ့အဓိကအချက်ဖြစ်တယ်ပေါ့ဗျာနော်အေးကျွန်တော်ရဲ့ကမြန်မာ Web Buyer Channel ရဲ့ပေါ့နော်သုံးသက်ချက်အရာရရှိမှာငွေပြန်ပေါ်မှုအမြင့်ဆုံးကြီးမားတာစီစားတတ်တာဆုံးထင်စင်စေးအလွယ်ကူဆုံးလိုချင်ရင်တော့တာ အဲတိုဒါဘလိုဘောက်ကိုရွေးချယ်ပါလို့ကျွန်တော်အနေနဲ့ဒါအကြံပြုလိုပါတယ်။အဲနောက်တစ်ခုကတော့ဒါအစာပိုင်းမှာဈေးချိုးချိုတာတာကုတ်တင်နိုင်စွမ်းအနေငယ်ပုံကောင်းတာအင်ဂျင်ပိုင်းဆိုင်ရာဒီဇိုင်းပိုင်းရွေးချယ်တာလို့ကျင်းတော့ဒါအာ Nissan ADVN ကိုဒါရွေးချယ်ပါလို့ကျွန်တော်အနေနဲ့အကြံပြုလိုပါတယ်။အဲကျွန်တော်တို့ရတာနောက်ဆုံးမရှိကပါဗျာအဲဒီ အများတို့တော့ရွေးချယ်လိုက်တဲ့ကဟာမိတ်ဆွေတို့ရဲ့လက်တွဲပေါ်ဖြစ်ပါတယ်ဗျ။အဲ price sign တက်တာမဲ့သူကိုတိုင်ရွေးချယ်ပါလို့ကျွန်တော်နေတိုက်တွန်းချင်ပါတယ်။အမြန်ဆုံးပို့ရမဲ့သူကိုရွေးချယ်ဖို့နော်ဒီဗီဒီယိုကနေရတဲ့အချက်လက်တွေနဲ့အောင်မြင်တဲ့ဆုံးဖြတ်ချက်ချနိုင်ပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပေးလိုက်ပါတယ်ဗျ။အဲဒီဗီဒီယိုကိုဆုံးနေကြည့်ကြည့်ပြီးတဲ့အတွက်ကျွန်တော်တို့ကားမြက်မှာဝယ်ပြပိုင်း channel ကိုစားအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအဲနောက်ထပ်ပေကားအကြောင်းတွေကိုထပ်မံနှိုင်းရှင်းရေးစီစဉ်နေဆိုတာကိုလည်း comment မှာရေးခဲ့ပေးပါဦးအားလုံးကိုအားလုံးပဲစီးပွားလက်လက်ပါဗျာ2 ထုတ်တက်ကြပါစေခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်